ဒီနေ့ကတော့မှွေစင်းရဘဲလာတယ်ဆိုတော့ဒါ ရန်ကုန်တရိတ်ဆိုင်ဥယျာဉ်ပေါ့နော်ရန်ကုန်တရိတ်ဆိုင်ဥယျာဉ်မှာမှွေဆိုင်လာလို့တာပါအဲ့တော့ရန်ကုန်တရိတ်ဆိုင်ဥယျာဉ်ဆိုတာကဒီမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးနဲ့တက်တန်းအရှိအကြဆုံးတရိတ်ဆိုင်ဥယျာဉ်တစ်ခုလည်းဖြစ်တယ်အဲ့တော့မှတ်တမ်းကတော့ဒါတရိတ်ဆိုင်ဥယျာဉ်ကတော့ဘာမှတော့မထူးဆန်းဘူးပေါ့နော်ဒါပေမဲ့မှွေဆိုင်တစ်ခါမှဒီမှာလာပြီးတော့ vlog မြတ်ရသေးရလဲပါတယ်ပြီးတော့ဒီတရိတ်ဆိုင်ဥယျာဉ်မှာဆိုလို့ရှိရင်ဟိုဟိုတော်တော်လေးကအသက်ရောက်ထားတရိတ်ဆိုင်လေးလည်းရှိရပေါ့နော်ပြီးတော့ဒီမှာအရင်ကလည်းမတူတဲ့နောက်ထပ်ဘာ activity အသက်တွေလုပ်လို့ရပြီလဲဆိုတာကိုပြည်သက်ကြီးတွေလိုက်ပြပေးခြင်းလို့ဖြစ်ပါရဲ့ရှင်အဲ့ဆိုရင်မှွေဆိုင်နဲ့အတူတူဒီနေ့တော့တရိတ်ဆိုင်ဥယျာဉ်ကိုအလေးလိုက်ခဲ့ကြပါဦး အခုတရိတ်ဆန်ဥယျာကြတော့ဝင်ကြီးကတယောက်ကို3000ဖြစ်သွားပြီပေါ့နော်လူကြီးသွားဒီမိုဆာရွယ်လေးနဲ့ပေးရယ်ဒီနေ့ကစနေနေ့ပေါ့နော်စနေနေ့ဆိုတော့ဘလောက်တောင်လူများလဲဆိုလို့ရှိရင်အပြင်မှာကားအောင်ဟိုတို့ပါကင်ရက်ဆန်နေရာမရှိဘူးပေါ့နော်အဲဒါမို့လို့ကားဟိုအပြင်မှာရထားခဲ့ပြီးတော့ဒီထဲကိုဒါလမ်းချဝင်ဝင်လာပါရန်ကုန်တရိတ်ဆန်ဥယျာဒီအခုကတော့နည်းနည်းဆောင်းလွှင်းရသေးတယ်ဖြစ်တဲ့အခါကျတော့အခုမနေ့စောစောလာမယ်ဆိုလို့ရှိရင်တော့ရာသီဥတုလေးကနည်းနည်းအေးပြီးတော့ပေါ့နော်နေလို့လည်းကောင်းနေပြီးတော့တပင်လေးနေဆိုတော့လမ်းချလို့လည်းရန်ကောက်ပါတယ်ပန်နာနီပန်နာနီ အထက်မှာပန်နာလေးနှစ်ကောင်အဲ့ပန်နာလေးလေးတွေကဒီရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုရှစ်လပိုင်းလကုံကာလေးရမှပြောင်းလာပေါ့နော်ကချင်ပြည်နယ်ကပန်နာလေးပါပန္နာနီဆိုတာကတဲ့ဒီတရုတ်ဘူတန်နီပေါ်ဒီမြန်မာနိုင်ငံများဖွာပိုင်းကချင်ပြည်နယ်ပေ8000ကျော်မြင့်တဲ့တောင်တန်းဒေသတွေမှာတွေ့ရှိရပါတယ်တဲ့အဲအကြောင်းမို့လို့ဒီပန္နာနီကအအေးချိုက်တဲ့တတဝါလေးကြီးပါဒါကတော့စင်မိုင်းမမူပါစင်မိုင်းမမူကတော့ဟိုတနေ့ကမှ82နှစ်ပြည့်သွားပါ ခွဲဆက်နှစ်နှစ်ဆိုတော့ဟိုကတော့အဖွားရွယ်လောက်ရှိခုနကတော့ဆင်မိုင်းမိုးပေါ့နော်အခုဒီဘက်ကဆင်ရတော့အာရှဆင်နေပါတဲ့ဆင်မိုင်းမိုးမိုးကကပြနေတာဒီဘက်ချမ်းရေမြေကချစ်စရာကြီးပါဟဲ့အသေးရလိုက်တာဒီမှာလေးတခါ ีล่ะพี่ก็แกนอะไรดูหูว่าแบบล่วยวะอู้ที่ฮะจ้าวะเนาะจะแพงเวล่ะจะต้องหนังดีอ่ะเซบายป่ะอายเนี่ยโอ้เคาณพ่อเก่าเลยจุ้ยเจนอ้าเยอะกว่าเยอะกว่าเดี๋ยวได้ยงนะคุณตี้ยงนะคุณอ่ะไม่รู้จักมาเลยมาเลงอหลีได้หมดเลยมาเลยมาเลยงอหลีได้หมดเลยงาต่อ Woo! Mau cari dah. 走，跟我阿查罗很莫呢，温温嘛？哎，记得记得哎！来来丢啦丢啦，丢啦！都等来日了，晓得，都耶两晓得是哪样的？一路一路晓得，一晓得。 နှစ်ကလေးပဲဖြစ်ပါတယ်ငယ်တော့အမှတ်တရတယ်ငယ်တော့ဆိုရှင်တရိတ်ဆိုင်ကိုလာပြီဆိုလို့ရှင်တည့်မလားဘာအကောင်လဲဆိုတာစာလဲမဖတ်ဘူးမင်းဒါပါကြီးလေဟေးဒါပါကြီးလေဒါပါကြီးလေလိုက်လိုက်မင်းနဲ့ ရေမင်းမမိပြာရေစိမ်းဒီဘက်ချမ်းမှာတော့ဖြန့်အမှာဖြန့်လေးနားလာတဲ့ခါကျတော့ဟိုးအရင်တော့ကလုံငယ်နှစ်နှစ်လောက်တုန်းကဗီဒီယိုနေပြီးတော့ဂျီနီယာမှာမစ်ရှင်လုပ်ခုတယ်ဇူလိုပီးယားရိုက်တုန်းကဟုတ်ပါဟုတ်ပါအဲ့ဖြန့်လေးရတယ်အာအတန်ကျေရတလားရန်နာကြီးရဲ့ဖြန့်လေးရုပ်ကူကညာလေဟိုမှာနေပူးစားလေးလုပ်နေကြ မီနီဘက်ကီကကျတော့ဒါနိုင်ဝက်ဆိုရင်၈ထောင်ပေါ့နော် e-bike လေးရှိပါတယ် e-bike ကကျတော့နိုင်ဝက်9ထောင်ပါဒါမိနစ်30ပဲစီးရမှာပေါ့နော်မိနစ်30လဲကြော်သွားရင်တော့အချိန်ပိုကြီးပေးဆောင်ပါမယ်10မိနစ်ကိုသူကအချိန်ပိုကြီး3ထောင်မိနစ်20ဆိုရင်6ထောင်ထပ်တိုးသွားဟောဒီနေ့ကတော့မီနီဘက်ကီစီးမှာပါဟုတ်ကဲ့အခုဒါကတော့မီနီဘက်ကီပေါ်မှာပေါ့နော်မီနီဘက်ကီက ကိုမကိုမောင်းမယ်ဆိုလို့ရှိရင်အကမောင်းရင်မောင်းလိုင်စင်ရဲ့ပြီးလို့ရှိရင်သဘောငွေ9000ရဲ့ပေးခဲ့ရတယ်ပေါ့နော်အဟိုကတော့ driver နဲ့စီရပါ driver နဲ့ဆိုလို့ရှိရင်နိုင်ဝက်ကို6000ပဲကြပါတယ်အဲ့တော့ဒါလေး mini bag လေးစီးဖို့အရေးကြီးပေါ့နော်မှန်တိုင်းပြောရတော့နိုင်ဝက်တော့ထိုင်ဆောင်လဲရပါတယ်တချို့ဆိုလို့ရှိရင်တနားရီတော့ဆောင်းဟာမျိုးတောင်ရှိရဲပေါ့နော်အဲ့ဒါဆိုဒီနေ့ဆနေနေ့လည်းဖြစ်တဲ့အခါကျလူတွေကအယမ်းများရယ်ပေါ့နော်ပြီးတော့ e-bike တွေပါလေဆိုလို့ရှိရင်တော်တော်လေးကိုစောင့်ရတယ်။သူကနာမည်စင်းနဲ့ဂျိုကြီးပေးထားလို့မရဘူး။ကိုကစီးရှင်းနေဆိုရင်ထိုင်လေးစောင့်နေမှရမှာပေါ့နော်။ mini bag လေးစီးရတာကျတော့ bike လေးကအယမ်းကောင်းပါရဲ့ရှင်။ နာမီနီဘက်ကီစီးရင်လည်းကိုသွားကျင်တဲ့နေရာရောက်ရင်ဟိုဟာကြည်ကျန်တိရစ္ဆာန်လေးနာရောက်ပြီဆိုလို့ရှိရင်ရခိုင်လို့ရရပါတော့အခုဘုန်းကကြားရည်ကြည်ကျန်လို့ကြားနာမှာရခိုင်လိုက်တာဟိုမှာကြားအကြီးပဲ ဒီလိုမျိုး mini buggy လေးကလာတဲ့ခါကျတော့ဒီတိုင်းမှာလမ်းလျှောက်သွားလို့ရှိရင်ဒီလောက်နှက်နှက်ဆက်လည်းရောက်မှာမဟုတ်ဘူးလေအာ mini buggy လေးနဲ့ကျတော့ဟိုအကြီးတရိတ်ဆိုင်ရုံတစ်ခုလုံးနှက်နှက်ဆက်ဆက်လည်းသွားလို့ရတာပေါ့နော်ပြောရှင်ကျတော့လမ်းလမ်းလျှောက်သွားခါကျတော့ညောင်းလဲညောင်းလဲလေလဲပူတယ်မီနီဘန်ကလေးနဲ့ကြတော့လေးလေးတစ်ဖြူဖြူနဲ့အာတရိတ်ဆိုင်အစုံနဲ့ကြည့်ရတာပေါ့နော် ဒါဒီနေ့ကတော့မွေစိန်ကဒါငယ်ဘွားအမှတ်တရပါတော့ဟိုကတော့ငငယ်လေးမှဆိုလို့ရှိရင်အဖေတို့အမေတို့ကိုမိသားစုတွေပြီးတော့ဒီနေ့ဆောင်ဝယ်ပြီးသွားရင်နောက်နေ့ဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့လာရောက်အပန်းဖြေခဲကြတဲ့ဒါရန်ကုန်တိရစ္ဆာန်ဥယျင်ကြီးကိုလာရောက်ပြီးမွေခဲ့တာဖြစ်ပါရဲ့ရှင်ရန်ကုန်တိရစ္ဆာန်ဥယျင်မှာအခုဆိုလို့ရှိရင်ဒါအဲ့လိုခုနကလိုမီနီဘက်ကီလေးရော e-bike လေးရောစီးလို့ရပြီဆိုတော့ဒါကိုယ့်ရဲ့ဘယ်လိုပြောရမလဲငယ်ဘွားကိုလည်းပြန်အမှတ်ရစီမယ်လို့ထင်ပါတယ်အဲ့တော့နောက်ပတ်ဒီမှာဘယ်နေရာရောက်တော့မွေဦးမလဲဆိုတော့စမ်းကြည့်ပေးကြပါအောင်ရှင်တာတာ